ဘုရားမြတ်စွာရဲ့အဆုံးအမဖြစ်တယ်ဘုရားရေသနာအတော်အရာနိဗ္ဗာန်ရောက်ကြောင်းချင်းစဉ်တစ်ခုချင်းကြံကြုတ်ကိုအထောက်တဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်တဏှာဝှစင်းရဲတဲ့မှာကျင်းလင်းနေရတဲ့အခက်ကအခိုက်အတန့်အခါကာလမှာဆင်းရဲဒုက္ခတွေနည်းနေတယ်များနည်းသွားအောင် ကျင့်သုံးနေထိုင်ခြင်းအတွက်ဖြစ်စေစိတ်ချူးစင်အောင်လောဘဟာအမတန်မှအရေးကြီးတယ်ရသဗျာသခင်ကိုရောမြတ်ကစိတ်ညင်နွမ်းနေလို့ရှိရင်အခြေအနေစိုးတစ်ခုကိုယုံရင်ဆိုင်ရလိမ့်မယ်စိတ်တည်တန်ကိလေသာ ဒုက္ကတိပါတိကင်ခံဒုက္ကတိဆိုတာအပင်ငယ်အပယ်ဆင်းရဲကိုညင်ညွတ်တဲ့စကားဖြစ်တော်လဲဒုက္ခသကတိဒုက္ကတိဆိုတဲ့အတိတ်ပဲဖွင့်ဆိုကြရဲ့အပင်ငယ်ကြတာဟာကြီးတဲ့ပြင်းထန်တဲ့ဆဲဒုက္ခဖြစ်တယ်သို့တော့ စိတ်ညင်နားနေလို့ရှိရင်အပင်ငယ်ရဲ့မကြတောင်မှဒုက္ခတွေကြုံတွေ့နိုင်တယ်လို့သူတို့ပြောနော်ဒါကြောင့်မို့စိတ်ညင်နားနေလို့ရှိရင်ဒုက္ခရဲ့အနေအထားကိုဖြစ်ပေါ်စေနိုင်တယ်ဒုက္ခရောက်နိုင်တယ်ဒုက္ခကိုသာမျောလင့်နိုင်တယ်သို့သောလူတွေကမျောလင့်နေတာဒုက္ခကိုမျောလင့်တယ် ညီတို့မျောလင်းတဲ့ဒုက္ခရမှာမဟုတ်ဘူးတဲ့ဒုက္ခကိုပဲရစိတ်တွေတန်ကြီးလိုက်ချင်းဒုက္ခတိပါတိကံခါဒုက္ခစိတ်တွေဝိတုတ်ချင်းဒုက္ခတိပါတိကံခါစိတ်စင်ကြယ်တန်ခြင်းကြီးဆိုလို့ရှိရင်ဒုက္ခတိဘုံဘုံမဟုတ်ဒုက္ခတကတိချမ်းသာဒုက္ခရဲ့ဖြစ်ပေါ်လာဖို့ရန်အတွက် ပြောလင်းနိုင်တယ်ချမ်းသာဒုက္ခဖြစ်လာနိုင်တယ်အဲ့တော့ဆိုလိုတဲ့အတိတ်တွေကိုရှင်ကုန်ပြီးတော့ပြောရမယ်ဆိုရင်စိတ်နဲ့ညာရင်ဒုက္ခရောက်တတ်တယ်စိတ်ဖြူစင်လို့ရှိရင်ချမ်းသာဒုက္ခရနိုင်တယ်အဲ့ဒါလို့ဆိုလိုအဲ့တော့မြတ်စွာဘုရားရဲ့တရားတော်ဟာတို့ပြုပြင်မှုဟောတဲ့တရားတွေကြီးဝဲအတိတ်က ရိုးဆိုတာကတော့တာမန်လောက်ပဲဆိုတော့ဒီကနေ့လောကသားတွေကအရေးတကြီးအလေးထားပြီးတော့ပြင်းနေကြတာဘာတွေလို့ဆိုရုပ်ပဲပြင်းနေတာကောင်းမွန်အဆမ်းလေးလှအောင်ပြင်းနေကိုယ့်ပြင်နာလှအောင်ပြင်းနေဝတ်တဲ့အဝတ်စားတွေလှအောင်ပြင်းနေကိုယ့်ပတ်ဝန်းကျင်တွေလှအောင်ပြင်းနေသို့သောစိတ်ကိုပြင်ဆင်ဖို့စိတ်ကိုလှအောင်ပြင်ဖို့ဆိုတာကြတယ် သတိမရတဲ့လူကရခိုင်လုံးများများစုံလုံးကစိတ်မမနှားရင်ရုပ်လည်းမနှားနိုင်ဘူးလို့